ဂျိုးစတိုရီဝါချနာကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာညနေတော့ပြန်လဲကြိုဆိုလိုက်ပါထောင်းလဲတင်ဆက်ပေးချင်တာကတော့စကားရေးတဲ့တန်ရောစင်အမြင်တန်းဆိုတဲ့စိတ်ဝင်ထောင်းလဲတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းဂျိုးစတိုရီဝါချနာကို subscribe နဲ့တူဘေးနားအကောင်လေးနှိပ်ပေးဖို့တောင်းလို့ပါရစေကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါတော့မယ်ကျမတော့ခိုင်ပါရှင်နေပြင်းပြင်းပုံနေရာကနေရုတ်တရက်ကြီးမိုးအောင်သွားတယ် ိတ်ခိုက်မှာပင်မိုးနှံမိုးငွေပါတဲ့လေနူအီဟာနေရာအနှံ့ပြားကနေပြီးတော့ဒိုးဝိတ်တိုက်ခတ်လာတယ်။မိမဟွာအေးစိမ့်စိမ့်ရှိနေတဲ့လေရဲ့ထွေးပွေခြင်းကို ခံလိုက်ရတာနဲ့နွမ်းနဲ့နေခြင်းတွေပြေပြောက်သွားပြီးတော့ချက်ချင်းကိုလန်းဆန်လာတယ်။မကြခင်မှာမိုးရွာတော့မေမုတ်တုံလေးဟာအစာပြတ်ဒိုးဝိတ်တိုက်ခတ်နေခြင်းကြောင့်တိပတ်ခြင်းထိခက်တံတွေဟာတန်ဆယ်မကြီးတဲ့ဂီတာတံတွေပမာပေါ်ထွက်နေလေတယ်။ ဒကြံလက်ကြံအဖြစ်နဲ့အနေချင်းရှိနေသေးတဲ့ဗရောက်ပန်းပွင့်လေးတွေဟာအပင်အောက်ကိုတုထန့်ကအလူရခုံဆင်းလာတယ်။အရင်ကဗရောက်ပွင့်တွေကြောင့်ခြံထဲမှာရွှေဝါရောင်တွေလွှမ်းခြုံထားတော့လေအခုတော့အနေရောင်တွေစတင်ပြီးတော့နေရာယူကြပြီ။နေမောင်တို့ခြံထောက်မှာရှိတဲ့စိန်ပန်းပင်ကြီးဟာရဲနေအောင်ပွင့်လာပြီ။ဒီနေ့ရင်မှပင် မိုးတဖွဲပွင့်နဲ့ရွာလာပြီ။ကျွေလုံးပူပင်ထားသမျှမိုးရေဇက်တွေနဲ့မြေပြင်တွေထိတွေ့နေကြတာနဲ့မြေသေးနှံ့တွေကထောင်ထောင်ထလာတယ် လင်းနဲ့တူပါလာတဲ့မိုးစက်တွေဟာကြားမအေးပြန်းချလိုက်တဲ့ချက်ချင်းကိုပြန်နှံဆူဆူသွားတယ်။မိုးရင်နဲ့ထိလိုက်တဲ့တည့်ရက်တွေဟာအစိမ်းရောင်ပုံမို့တက်လွင်လာတယ်။တောက်ပရှုံးဆူလာတယ်။စိန်ပန်းပွင့်နေသေးပြီးပို့ပြီးတော့အနီရောင်ရင့်တဲ့နယ်ရှိလာပြီးပြီ။နေမောင်အခန်းပရင်ကနေလှမ်းမြော်ကြည့်လိုက်မယ်ဆိုရင်တော့ခြံတောက်ဘက်မှာရှိတဲ့စိန်ပန်းပင်ကြီးတို့ဓာတ်ရိုက်လှမ်းပြီးတော့မြင်ရတယ်။ ဒီအပွဲဆောင်နေတဲ့စိန်ပန်းပင်ကြီးကိုကြော်ပြီးတော့ကြေးလိုက်ပါကအမိုးချုံချုံနဲ့ကတ်တလေဖျားရှက်ခိုးချောင်းကြီးကို တွေ့ရတဲ့အခါရင်းထဲမှာလွမ်းဆော်ချင်တွေပြန်လာပြီငငယ်တုန်းကအเจ้าနေစဉ်ကလေးပွားကိုပြန်လည်အောင်မိမိတယ် အခုလိုမိုးစလီတွေတဖွဲဖွဲစိန်ပန်းပွင့်လေးတွေတရေရေပွင့်လာပြီးဆိုရင်တော့လွယ်လေးတွေကိုစီနဲ့ကြောင်တက်ခရပုံတွေအတန်းအသက်ဆရာအသက်တငယ်ချင်းအသက်တွေနဲ့ရင်ခုန်ပျော်ရွှင်ခရပုံတွေကိုအခုပြန်တွေးကြည့်မယ်ဆိုရင်တော့ရင်ထဲမှာပုံတွေလျက်သာရှိနေစေပါကြည်မိုးဆဲသွားတဲ့အခါမှာတော့အိမ်ကောင်းရဲ့ဘက်မှာရှိတဲ့ကုတ်ကုတ်ပင်ကြီးထက်ကနေဇရက်တကောင်ဆွဲဆွဲငင်ငင်អော်နေတာ နေမဟာမိုးရွာပိစာမြင်ကွင်းတွေကိုကြည်ရင်နဲ့တပ်ပြင်းတစ်ချက်ကိုချမိတယ်။ခြံထဲဆင်းပြီးတော့လက်လျှောက်ခြံစိမ့်တွေပေါ်လာတဲ့အတွက်အနှွေးတွေကိုထောက်ဝဲပြီးခြံထဲကိုဆင်းလာခဲ့တယ်။မိုးရွာထားပိစာမြက်ခင်းတွေပေါ်မှာနေရှောက်ရတဲ့အရာတာကိုနေမအလုံးကိုနှက်တတ်တယ်။နေမဟာရနံတင်းတင်းပြန်ပြန်မှုန့်ချိုင်လာတဲ့ဇပယ်ပန်းရုံဘေးကနေဖြတ်ပြီးတော့ခြံထောက်မှစိမ့်ပန်းပင်ကြီးအောက်ကိုဥတီပြီးတော့ရှောက်လာခဲ့တယ်။ အဲ့ဒီအပင်အောက်မှာစိမ်ပန်းနေနေတွေကြွေကြနေသည်မှာဂရီပါဆရိခင်းထားသည်နဲ့ရဲရဲနေနေတာစိမ်ပန်းပင်နေပြီးမှဗရောက်ပင်ကြီးရရှိနေတာ တချိန်ကဗရောက်ရွှေဝါတင်ခဲ့တဲ့အဲ့ဒီဗရောက်ပင်ကြီးအောက်မှာရှိတဲ့အကြွေပန်းအချောက်ပန်းတွေဟာမဲနေလေးပြီခြံစည်းရိုးပပတ်လေးမှာစိုက်ပျိုးထားတဲ့ပုံနေရိပ်ပင်တွေဟာလေမိုးစတွေနဲ့ထိတွေ့လိုက်တဲ့အတွက်အစိမ်းရောင်တွေပုံမှုပြီးတော့တက်လွင်လာတယ် ခြံတောက်မှာရှိတဲ့ကုတ်ကုတ်ပင်ကြီးနားကိုရောက်တဲ့အခါမှာအပင်ထက်မှာအတိုက်ဖွဲ့နေကြတဲ့ဂျီကန်တွေကသရိုးတိုက်မြုံကိုလာရောက်ဖျက်ဆီးမဲ့ဒုလို့ထင်နေသလားမပြောတတ်ပါစေ။ဆူဆူဝါအောင်မြင်နေကြတယ်။သူတို့ကိုလည်းအပြစ်မဆိုတာပါဘူး။တခါတရံခြံထဲကိုဝင်တရက်သေးကြွေဝင်ကောက်ကြတဲ့ကလေးတွေကအဲ့ဒီခြေကန်းတွေကို တရေကားတွေနဲ့ပြစ်ခတ်လျာလာသမ ्या ကိုရန်သူကြီးထင်းနေဟန်ရှိပါတယ်။ကြာတော့နေမောင် နားမခံတာတော့ပြီးဒီအတွက်ကုတ်ကုတ်ပင်ကြီးနာအနေခွာခြံစည်းိုးပေးမှရှိတဲ့လူသားလမ်းငယ်လေးတိုင်းခြံဝါးဘက်စီကိုရှောင်လာခဲ့တယ်။ခြံတကားဝါးကိုရောက်တဲ့အခါမှာတော့လမ်းမပေါ်မှာခြံအောင်တလုံးကိုဆွဲကင်ပြီးတော့ရှောင်လာတဲ့လူကြီးတယောက်ကိုတွေ့ရတယ်။အဝဲစားဟောင်းဟောင်းနှွမ်းနှွမ်းကိုဝစ်ဆင်ပြီးတော့ပင်မန်းနှွမ်းနေနေရရှိတဲ့အဲရီတူကြီးကနေမောင်ကိုမြင်တော့ပြုံးပြီးတော့နှုတ်ဆက်ကခြံတကားဝါမှာရန်လိုက်တယ်။ ကျောက်မှာချက်တူရီအကောင်ပေါ့အထီးတကောင်ရောင်းဖို့ပါလာတယ်ဆရာလေးချက်တူရီကအာနီချက်တော်မျိုးမလို့စကားတဲ့လေတိတ်ကိုတက်လွေတယ်တုံတုံယူထားလိုက်ပါလားအဲ့ဒီသူရဲ့စကားကြောင့်နေမောင်ခြံတကားကို ဖွင့်ကသူ့ကိုလှမ်းကြည့်လိုက်တယ်သူဆွဲကင်ထားတဲ့ခြံထဲမှာတော့အမွေးတောင်မဆုံသေးတဲ့ချက်တူရီအကောင်ပေါ့တကောင်ကိုမြင်လိုက်ပြီအနောက်ဖွဲအတွင်းကနေချက်တူရီလေးရလေနေမောင်ကိုသူ့ကိုကဲတဲမဲ့သူလားအာကိုတကြီးနဲ့လှမ်းကြည့်နေတာ ထရေထူးထူးစမ်းစားနေတော့ပဲနဲ့နေမောင်းတော့ကနေစကားတခွန်ထွက်သွားတယ်။ချက်တူရီဘလောင်းရရင် ရောင်းပါလေ။ကျုပ်တို့ကစံမိုးစီဖို့လေရရင်တော်ပါပြီ။ကျုပ်တို့လက်ထဲမှာတော့အဲ့ဒီကောင်ကဘာမှအတော့မတိတ်ပါဘူး။ရောင်းမထွက်ရင်တော့ထမင်းစာတော့အစာပြေအောင်သူ့ကိုမိခင်စားလိုက်တာပဲလေ။ဒါဆိုကျွန်တော်ဝယ်ပါမယ်။နေမောင်ကသူ့လက်ထဲမှာချင်းကိုလှမ်းယူလိုက်ပြီးတော့အိတ်ခက်ထဲမှာငွေတချို့ကိုထုတ်ပေးလိုက်ရအဲရီတူကြီးကကျေးဇူးတင်ကြောင်းအခါခါပြောပြီးတော့ခတ်တုတ်တုတ်ထွက်သွားလိုက်တော့တယ် ။ခြေကန်းတွေကနီမောက်လက်ထဲမှာချင်းကုန်ကြည့်ပြီးတော့စူစူဝအော်ဟစ်ပြန်တန်းနေကြတဲ့အတွက်ကြောင့်ခြံဝါမှထွက်ခဲ့ရတယ်။အရိနီယာတနေကုန်မုန်းညွနေတာ။ဇက်တူရေပေါက်လေးကိုနီမောက်ခန်းထဲယူသွားပြီးတော့လှောင်အင်ကြက်ကြဲတစ်ခုနဲ့ကြာကြာနာနာမွေးမြူထားရင်ပြင်ဆင်နေဒီကိုဖောဖွားမိမြင်သွားတဲ့အခါမှာနည်းနည်းခြိုက်ခြိုက်ပြုံးလေးတယ်။ငါမည့်အတွက်ဖုံးရတာပေါ့။ဒါပေမဲ့ဒေတက်ရွယ်ကြီးရောက်ခါမှမင်းဟာဒေဖော်မျိုးမရှာတော့ဘူးငါမည့်ရဲ့။ ဖောက်ဖွားမိရဲ့ခက်ရှုံရှုံစကားတွေကြောင့်နီမောင်ရှက်ပြုံးပြုံးလိုက်တယ်။ထိုစဉ်ကမမေအခန်းထဲကိုဝင်လာပြန်တယ်။မမေထံကနေလေးနက်တဲ့စကားကိုကြားပြန်တယ်။ကိုမောင်ဒါဒီစက်တူကြီးကိုဘာရွယ်ချက်နဲ့မွေးတာလဲ။မမေမြင်တော့အခုမေးဝေဒနာတစ်ခုကိုစတင်အစပြုံးနေရပဲ။ရက်တွေနဲ့တွေကြားလိုက်ရင်ဒီစက်တူကြီးကိုမင်းတန်ရောစနေဖြစ်ခင်တွဲလာမယ်။အဲ့ဒီဝေဒနာပေါ့ဒီစက်တူကြီးကမင်းနဲ့တတလုံးနေတော့မှာမဟုတ်ဘူး။တနေ့ကျရင်တေကွဲရှင်ကွဲတမျိုးမျိုးနဲ့ခွဲသွားမှာ။ အဲ့ဒီချိန်မှာလင်းညုံမှာမြားတက်ပြီးတော့ပြက်တယ်လို့ဆွဲအားပြက်အားပြင်းသလောက်စူးအားဆိုင်အားပြင်းလိမ့်မယ်သူ့အပေါ်မှာမင်းထားတဲ့တယောစင်ကြီးသလောက်တူများတဲ့ဝေဒနာကိုခံစားရလိမ့်မယ်ငါသာခန္ဓာရဲ့ရှိအောင်သာလေ့ကျင့်ထားမမယာဖေဖေစောင်းပြီးကလေးကယခုကဲ့သို့စကားရှိရှိမပြောပြခဲ့တာကြာလိမ့်ပြီအခုခါမှနေမောင်းကိုစိတ်ရှိလက်ရှိပြောခြင်းဖြစ်ပြီးတယ်မမေစေတနာနားလည်မိတယ်မမယာလဲဗျာတအတို့တနာလို့မွေးတာပဲသူမနေစလို့ထွက်သွားတော့လဲသွားပေါ့ တာကုတ်တူရတာပေါ့မဟုတ်ဘူးလားနေမောင်ကရရင်မောမောပြောရင်းနဲ့လုံလန်းစာအလုပ်တွေကိုဆက်လက်ပြီးတော့လုံလိုက်တယ်မေမေကနေမောင်ကိုတခြားဆိုင်ကြည့်ပြီးတော့ဘာမှထပ်မပြောဘဲနဲ့တိတ်ဆိတ်စွာနဲ့ပြန်ထွက်သွားလိမ့်တယ်စိမ့်ညိုစိမ့်ညိုနေမောင်ကစက်တူရွေးနာမည်ကိုစိမ့်ညိုလို့နာမည်ပေးထားကသူ့နားရလအောင်လို့ထက်ခါထက်ခါခေါ်ကြည့်တယ်မနမိုးလင်းပြီးကိုလက်တန်းစင်ပြီးပါကသူ့အတွက်အစာရေစာလဲထည့်ပေးခြင်းညနေအလောက်ကပြန်လာပြီဆိုတာနဲ့ အမောမဖြေအားတော့ပဲနဲ့တို့ထက်ဝေယဝက်ဆာကိစ္စတွေကိုလုပ်ပေးခြင်းနဲ့နေစဉ်အလုပ်တရားပို့လာပြီငါတာကို့ပူကိုရှာနေရနော်အဲ့ဒါအပူမီးတွေမှွေးနေတာဒီလိုမကြာခဏပြောတတ်တဲ့မမေရဲ့စကားကမှန်ပါပြီလို့အလုပ်မောလာတဲ့ခါမှာတွေးမိတယ်တို့တော့တနေ့တခြားအမွေးတောင်အသွေးရောင်စိုးစိုးပြပြဖြစ်လာတဲ့စိမ့်ညို့ကိုကြည့်ပြီးတော့ဒီတွေးတွေကပျောက်ပြတ်သွားပြန်နေအလုံနာပြီးတော့အားလက်ချင်ရတဲ့ခိုင်မှာစိမ့်ညို့ကိုစကားတင်ပြီးတယ် နေ့စဉ်စကားတင်ပြီးတဲ့အခါမှာတော့ခွိခွိခွားခွားပြန်អော်နေတာဟုတ်ပြီးနေမောင်ကဝမ်းသာပီတိဖြစ်နေတာတောင်းလိုက်တက်လိုက်တဲ့စိမ့်ညိုလေးနေမောင်ကတင်ပြီးသမျှစကားလုံးတွေကိုစိမ့်ညိုကတက်နိုင်သမျှလိုက်ပြောတယ်စကားလုံးတစ်လုံးပြောနိုင်မှုထက်ကထက်ကတင်ရတယ်နေတိုင်းသူနဲ့စကားပြောရတယ်အချိန်ကာလကြာလာတဲ့အခါမှာစကားလုံးတစ်ချို့ကိုစိမ့်ညိုပြောတတ်လာပြီးစိမ့်ညိုစိမ့်ညို ကျွန်တော်ဒီမောင်ကခေါ်လိုက်ပြီဆိုရင်တော့သူ့ကိုခေါ်မှန်းသိရတဲ့အတွက်စိမ့်ညိုစိမ့်ညိုဆိုကမပီတာသေးတော့လေဒါလို့ပြောတက်လာတဲ့စိမ့်ညိုကိုနေမောင်အားရကျင်းတဲ့တည်းမစ်တော်ရကွာနေမောင်ဒါလို့ကျင်းတဲ့စွာခြေချိုးစကားဆိုပြီးဆိုရင်တော့တက်သေးကျွေးလျင်စိမ့်ညိုရွှန်လန်းအားရနေတဲ့တည်းဖဖွားမေမမေကိုမောင်မမကြီးမမလေးမိစုအိမ်သားတွေကိုစိမ့်ညိုခေါ်တက်လာတဲ့အခါမှာနေမောင်တို့အိမ်ဟာစီစီညံအတန်တွေပေါ်လာပြီး စကလုံးတွေကိုမပြီးမသားခေါ်တတ်တဲ့စိတ်ညဟာနေမောင်နဲ့လွန်စွာရှင်းနေလာပြီနေမောင်ကမျက်နှာနဲ့ကိုမောင်ကိုမောင်လို့ခေါ်နေတတ်တဲ့စိတ်ညဟာနေမောင်ရဲ့အဖော်ကောင်တယောက်ဖြစ်လာပြီနေမောင်ကလည်းချစ်စရာကောင်းတဲ့စိတ်ညနဲ့အားလက်ချိန်ရပြီဆိုတိုင်းစကားပြောတယ်အစာကျွေးရဲ့စကလုံးတွေကိုလှုပ်ရှားမှုတွေနဲ့ကိုက်ညီအောင်ပြောတတ်အောင်နေမောင်စူးစားပြန်တယ်မင်္ဂလာပါတော်တော့နော်ပြန်လာပြီကိုမောင်ပြန်လာပြီနေမောင်စူးစားအကျုံနဲ့ပါတယ် နှင်းနဲ့ချီပြီးတော့ဆိတ်ရှိရှိတဲပီးသမျှတွေကိုစိတ်ညုံမှတ်မိတယ်ပြောတတ်တယ်။မိသားစုနဲ့တူနေလာဒီမှာ အချိန်ကြာလာတဲ့ခါမှာတော့တအိမ်သားလုံးကစိတ်ညုံကိုခင်မင်လာကြတယ်။တန်ရုံးစင်တွဲလာပြီးတန်ရုံးစင်ဆိုဒီမှာတိုးလို့သာခိုင်မြဲတတ်ပါတယ်။တန်ရုံးစင်ဟာနွေမြင်ပမာနှောင်ကျိုးပမာရစ်ပတ်ဂျမန်နေမောင်တစားတစားခန်းစားသိရှိလာခဲ့ရပြီးတော့တယ်။ မိမောင်တို့နေထိုင်တဲ့အိမ်ကြီးဟာဆိုရင်တော့ဗဟန်ငါးတက်ကြီးဘက်မှာရှိတဲ့ကားလန်နဲ့အတန်ငယ်ဝေးတဲ့တောင်ကုန်းတစ်ခုပေါ်မှာဆောက်လုပ်ထားလေးတယ်။ကိုချံကိုဝင်းနေမလို့နားရီပိုင်းနေနိုင်နေဖေဖေရှိစင်ကအိမ်ကြီးကို သူ့စိတ်ကြိုက်ဆောက်ထားခဲ့တာဖြစ်ပြီးတယ်။အိမ်မှာဖယားကန်းစာကြီးကန်းအေကန်းထမင်းစာကန်းနဲ့မိသားစုအိမ်ခန်းတွေ ရေချိုးကန်းမိလာကန်းတွေကိုစနေတကျသူ့နေရာနဲ့သူဖွဲ့စည်းထားတယ်။ ဧကန်းမှာမိပန်းဆိုင်ကြီးတစ်ခုဖယားကန်းမှာမိပန်းဆိုင်ကြီးတစ်ခုကိုလှပစွာနဲ့တက်ဆင်ထားတယ်။ထမင်းစားကန်းထဲမှာဇပွဲရှိကြီးတစ်ခုကိုခြားထားတယ်။ဇပွဲရဲ့ကောင်းရင်ဘက်မှာဖွားဖွားမိထိုင်တဲ့ကလတ်ထိုင်ကိုခြားထားတာ။လက်ရဘက်မှာဖေဖေမေမေနဲ့မမကြီးတို့ထိုင်တဲ့ကလတ်ထိုင်သုံးလုံးရှိတယ်။ကြံတစ်ဖက်မှာတော့နေမောင်နဲ့ညီမလေးမစ္စတို့ထိုင်တဲ့ကလတ်ထိုင်နှလုံးကိုခြားထားတာ။ဒီမောင်တို့ဟာထမင်းစားကြံရောက်ပြီးဆိုရင်တော့ဘဲခါမစို့ကိုးနေရာမှာသာထိုင်လေးရှိတယ် တဦးတယောက်ကခေးသွားနေရင်သူ့ရဲ့ကလထိုင်နေရာကနေထမင်းစားပကံဟာပေါက်လျက်သားတိုင်းမှာထားထားတာရခဲမိသားစု6ယောက်ဆုံဆုံလင်းလင်းရှိစဲတော့ကပျော်ရွှင်ပွေရာဖြစ်တော်လေအခုခါမှာဒါလိုမဟုတ်တော့ပါကြီးမိသားစုတွေမှာစတဲ့ထွဲခွာသွားတဲ့သူမှဖိဖိဖြစ်ပြီးတယ်ဖိဖိဟာတတ်ထုတ်တွင်လုပ်ငန်းမှာအရာရှိတဦးတာဝန်ထမ်းဆောင်ရင်းနဲ့ခရီးသွားစက်မှာကြောင်မဲမျိုးအနီးမှာကားမောက်သွားခြင်းဖြစ်ပြီးတယ် တန်ကျုံးစာရလင်ရဂျန်လိုက်သွားကြတဲ့အခါတောင်ပေါ်မှာထိုးချနေတဲ့ကားထဲမှာခက်ခက်ခဲခဲထုတ်လာတဲ့ဖေဖေလောင်းကိုရုပ်ပြက်ဆင်ပြက်တွေ့ရတယ်။ရေမချိတ်စွာနဲ့အဲ့ဒီချိန်မှာပဲတကြုံလိုက်ရတယ်။တချိန်လုံးမငိုဘဲနဲ့တင်းထရရှိတဲ့ပင်မယာဖေဖေအလားမြေချကန်ဒီမှာမျက်ရည်ပေါက်ကြီးတွေပားပြန်ပေါ်ကိုလှိမ့်ဆင်လာတာ။သွားနေတော့တော့ခက်ထိုးထိုးဆိုလိုက်တဲ့မမေရဲ့စကားသံတွေကိုကြားတဲ့အခါဖွားဖွားမိနဲ့ညီမောင်တို့မောင်သမားအားလုံးမျက်ရည်ကြာလေတဲ့ ဖော်ဖွားမိရကြားလာတဲ့မျက်ရည်ကိုတော့ကမေမေပခုံးကိုဖတ်ပြီးတော့စကားထွတ်ထွတ်ဆိုတယ်။ငိုလိုက်သမီးငိုချလိုက်ရင်းထဲမှာချိတ်ခံနေရင်ပိုဆိုးသွားလိမ့်မယ်။ဒီခါမှမေမေဟာဖော်ဖွားမိရဲ့ပခုံးကိုမိပြီးရှိုက်ကြီးတငယ်ငိုလိတော့တယ်။အာသူဘာကိစ္စတွေပြီးစီလို့အိမ်ပြန်ရောက်တဲ့အခါမှာတော့တခါကပျော်ရွှင်စရာကောင်းခဲ့တဲ့အိမ်ကြီးဟာခြောက်သွေ့နေလေတယ်။အိမ်မှာဖဖေးထက်ရည်စူပြီးရက်လေစုံလာလေစုံနှစ်ပတ်လေစုံနေကပ်ပြီးတော့ရေစက်ချအမြဝေမှုပြုလေတယ် အဲဒီကာလတလျှောက်လုံးမမေးမျက်နှာပြင်ပေါ်မှာမျက်ရည်တစ်စက်မှမတွေ့ရပါကြည်ခြုံနေတူစွာပြုံးရံမှုလည်းမပြူရတော့ပြီဒါအတွင်းမီးလို့ခေါ်တယ်ဖွဲမီးလို့ရင်ထဲမှာကြိတ်ပြီးတငွေငွေလောင်နေတာအပူမီးကြီးလုံးလို့တိတ်ကုန်ကြဖို့ကောင်းတယ်ငါသမီးလေးတနေ့ကျရင်ဒီတော့ကမီးတွေကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဖော်ပွားမီးရသမီးဖြစ်ကိုကြိတ်ပြီးရင်ထဲမှာမချိတ်စွာနဲ့မှတ်ချက်ချတယ်မေမေယဖေဖေမရှိရတဲ့နောက်ပိုင်းရက်တွေမှာတက်ရှိကြောက်ရောက်ပေါ်မှာ ညီဒီကောင်မှစကားသိမ့်မပြောတော့ပါစေ။တယောက်ထဲတိတ်ဆိတ်ငြိမ်သက်စွာနေလေးရှိတယ်။ဖျားကဲမှပရိစိတ်ချင်းစိတ်နေတာစာဖတ်ခန်းထဲမှာအေးအေးဆေးဆေးစာဖတ်ချင်းဖတ်နေလေးရှိတယ်။ညနေချိန်မှာဖေဖေဆိုင်ပြုတ်ထားခဲ့တဲ့တက်ခွာပန်းချန်ထဲမှာလမ်းလျှောက်တယ်။ ဖေဖေကွန်လုံသွားပြီးတဲ့အခါမှာအိမ်ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့တက်ဆက်လုပ်ငန်းကိုလောက်ကင်စားဖြစ်တဲ့နေမောင်ပင်ဆက်လက်ပြီးတော့တာဝန်ယူလောက်ကင်ရတယ်။နေမောင်ပွဲရပြည့်ရက်နေ့မှာဖေဖေနဲ့မမေတို့ကမိသားစုရဲ့အစီအစဉ်တစ်ခုကိုပြောပြခဲ့တယ်။အဲဒီစီစဉ်မှာဖေဖေတို့နဲ့ရင်းနှီးတဲ့ပွဲစားချိန်ဦးအောင်မြင့်ဒေါ်မြရင်တို့ရဲ့တူဦးဒေတော်သမီးခင်တနာမြင့်နဲ့နေမောင်ကိုလက်ထပ်ပေးရန်ဖြစ်ပြီးတယ်။ နေမောင်တို့အိမ်ကိုအလဲလာတက်တဲ့ခင်တနာမြင့်ကိုနေမောင်နှစ်ကြိမ်သုံးကြိမ်ခန့်ဆောင်ဘူးတယ်မိမိယမိတ်ဆက်ပေးတဲ့အတွက်စကားနှဲငယ်ပြောဘူးတယ်နေမောင်နဲ့ခင်တနာမြင့်တို့ဟာတက္ကသိုလ်ကိုတနေထဲရောက်ရှိလာကြတဲ့သူတွေဖြစ်တော့လေအ धिक ဘာသာရဲ့ချင်းမတူပေစာသင်ရတဲ့အခန်းလည်းမတူကြပြီဖြတ်သွားဖြတ်လာဆုံးကြတက္ကသိုလ်စာကြည့်တိုင်းမှာအမှန်မထင်ဆုံးကြတဲ့အခါခေါ်ပြောနှုတ်ဆက်ဖြစ်ကြတယ်ဒါထပိုးပြီးတော့မယဉ်းနေပါခင်တနာမြင့်ဟာတာမန်အလှပိုင်ရှင်တအုပ်ဖြစ်ပြီးတော့အင်ဒရီတိတ်ခါနဲ့လည်းပြေးသွားတယ် တက္ကသိုလ်လောကမှာနာမည်ပြက်မရှိကြောင်းလေနေမောင်တရင်ကြားထားတာနေမောင်ရဲ့ပင်ကိုစိန်ရင်အရနေမောင်အိမ်အောင်ပြုပါကနှစ်ဦးနှစ်ဖက်ချစ်ရည်မြတူတာလက်ထပ်ချင်ပါတယ်တို့တော့မိဘတွေကကောင်းမဲ့ထင်းတဲ့အတွက်စီစဉ်ပြီးတဲ့အခါချစ်သူနှစ်ဦးမရှိသေးတဲ့နေမောင်ဟာဖေဖေနဲ့မမေတို့စိတ်ချမ်းသာအောင်ခေါင်းညိတ်ပြီးတားလိုက်မှဖြစ်နေမွေးကျေးဇူးကိုဆက်ခဲ့တယ် နှစ်ဖက်မိဘတွေဆွေမျိုးတွေနဲ့ဆေးဆက်ပွဲကိုအကျဉ်းများစီစဉ်လိုက်ကြတယ်။သို့တော့အဲရီနဲ့အကောင်မှာဖေဖေကွန်းလွန်သွားတဲ့အတွက်မင်္ဂလာပွဲအစီအစဉ်တွေကိုနေမောင်ရွှေဆိုင်ထားဖို့တောင်းဆိုတဲ့အတွက်နှစ်ဖက်ညီနိုင်ကရွှေဆိုင်လိုက်ကြတယ်။နောက်ပိုင်းနှစ်တွေမှာမင်္ဂလီဘက်ကလက်ထပ်ပွဲစီစဉ်ဖို့ပြောလာတယ်။နေမောင်အမျိုးမျိုးစံစားရပြီးဖေဖေမရှိရတဲ့နောက်ပိုင်းမှာမိသားစုရဲ့စီးပွားရေးလုပ်ငန်းကိုနေမောင်ဦးဆောင်လာရတယ်။ အထီးကျန်ဆန်တဲ့မမေကိုထားပြီးအိမ်နောက်ခွဲမသွားလို့တဲ့ဆန္ဒလည်းရှိတဲ့အတွက်နေမောင်ကောင်းခါပြန်နေဒါရဲ့စွန်းစားပါအောင်မိန်းကလေးကအပြည့်ပြောစရာဖြစ်နေပါအောင် မေလူကြီးချင်းညနာပြက်စရာဖြစ်လိမ့်မယ်ကွယ်မမေကမိန်းကလေးချင်းကိုချင်းစာနာပြီးတော့ပြောတာဒါကမမေရဲ့နားမှာနေတော့မေအိမ်နောက်ပြုတ်ရင်သူတို့အိမ်လိုက်နေရမှာမမေရဲ့ဘယ်ဖြစ်ပါမလဲတားလည်းမထက်တော့ဘူး မေမယာတိတ်ဆိတ်စွာနားထောင်နေတယ်တုံ့ပြန်စကားမစို့တိုးတိတ်စွာတက်ပြင်းချတာကိုနေမောင်ကြားလိုက်တယ်နောက်တနေ့မှာမမကြီးကမိဘချင်းသဘောတူထားပြီးသူနဲ့လက်ထပ်ပြီးသူ့ခင်မောင်နောက်ကိုလိုက်သွားတယ်အဲဒီနေ့မှာပဲညီမလေးမိစုကဖွဲ့ရတယ်တူဝါဒနာပါတဲ့ចောင်းဆရာမလို့ကိုဝင်လို့ရန်လောက်ခွင်ကျိုးဆရာအတတ်တဲ့တရမယ်ကိစ္စပေါ်လာပြီးဘုကလေးဆရာအတတ်တဲ့အကြောင်းကိုတင်းတန်းတနေတက်ရံသွားတဲ့အခါမှာမိစုကိုမမေကိုယ်တိုင်လိုက်ပို့ပေးလိုက်တယ် ဗိုလ်ကလေးဆရာအတက်တဲ့အကြောင်းမှာတော့တာဝန်ထမ်းဆောင်နေတဲ့လက်ထောက်ကထိကတော့ဆွဆုလိုက်ဟာမင်းမရဲ့ငယ်တငယ်ချင်းဖြစ်တဲ့အတွက်မင်းမစုအတွက်မင်းမစိတ်ချသွားလိမ့်တယ်။ငါ့အမများသာရှိတဲ့နေမောင်တို့မိသားစုမှာတယောက်ချင်းစီထွက်ခွာသွားကြရာအိမ်မှာနေမဖွားဖွားမိနေမင်းမတို့သာကြံ့ရတဲ့အရင်ကမိသားစုဆောင်ဆောင်ညီညီနဲ့ပျော်ရွှင်ပွဲကောင်းလာတဲ့မိသားစုထမင်းဝိုင်းဟာအခုခါမှာတိတ်ဆိတ်၆တိတ်စွာပြီးဆုံးသွားတဲ့အချိန်ရတွက်ကမနေတော့ပါစေ။ဒီလိုသောချိန်တွေမျိုးမှာ မိမဟာဖဖွားမိနဲ့မမေတို့ကိုမထားရနိုင်မှာထမင်းစားချိန်နေပြီးဆိုရင်တော့အိမ်ပေါ်မှာလီကထမင်းစပွဲတွေကိုရခင်ပြင်နေကြအတိုင်းအသင့်ပြင်ပေးထားပြီးဖြစ်တယ်တို့တော့အရင်ထိုင်နေကြကလတ်ထိုင်ကုန်သုံးလုံးမှာထိုင်သူမဲ့နေပြီးတော့နေမောင်တို့သုံးယောက်သာတိတ်ဆိတ်ခြောက်ခက်စွာနဲ့ထမင်းစားခြင်းကိစ္စပြီးဆုံးတည်မှာနေစဉ်လိုလိုဖြစ်လာတယ်။တခါတည်းမှာမမကြီးတို့မိသားစုအလေပတ်ရောက်လာတဲ့ခါမှဖြစ်စေညီမလေးမိစုတန်တန်းကြောင်းပိတ်လို့အိမ်ပြန်လာတဲ့ခါမှဖြစ်စေနေမောင်တို့အိမ်မှာစကားတန်နေနဲ့ဝေစီလာတတ်တယ်။ ထမင်းပွဲဟာလည်းတိတ်ဆိတ်ခြောက်ကမှုကင်းသွားတယ်။ဒေခါမျိုးမှာမမေ့မျက်နှာပေါ်မှာရှာရှာပါပါ အပြုံးရိပ်တွေထန်လာတဲ့ကြောင့်နှီးမောင်းတရေပြုံမိတယ်။မိသားစု၃ယောက်သာကြံရတဲ့အချိန်တွေမှာတော့နေမောင်တို့အိမ်ဟာတိတ်ဆိတ်ခြောက်သွေ့နေစေပြီ။တို့ဖြစ်လေနေမောင်စိမ့်ညိုကိုဝေးပြစ်တီမှာမှန်တယ်လို့တွေးမိတယ်။နေမောင်တို့အိမ်ကစိမ့်ညိုရောက်လာတဲ့အတွက်ခြောက်သွေ့တိတ်ဆိတ်နေတဲ့မိသားစုအတွက်အပြောင်းလဲဖြစ်တယ်လို့ဆိုနိုင်တယ်။ အထူးသဖြင့်အတူနေတဲ့ကာလကြာလာပြီဖြစ်တဲ့စိတ်ညိုဟာနေမောင်းကိုရပ်ပတ်လာတဲ့တန်ရုံးစင်ကျိုးတမြင်တာဖြစ်ခဲ့လေတော့တယ်။မိမတို့အိမ်မှာမနက်ခင်းတေးတန်တာဖြင့်စိမ့်ညိုရဲ့တန်ကစီညံနေတာကိုမောင်ကိုမောင်ထတော့ထတော့မိမမနက်စောစောအိယာထာနောက်ကျနေရင်စိမ့်ညိုရဲ့အတန်ဆာ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 ကိုအရင်ဦးဆုံးကြားရတာမိမအိယာကထလာပြီးသူ့ကိုအစာကျင်းရန်ပြင်ဆင်နေပြီဆိုရင်တော့စကားတန်တစ်မျိုးကြားပြန်နေကိုမောင်ကိုမောင် မင်္ဂလာပါမင်္ဂလာပါသူရဲ့ဝေယဝစ်စရယ်လှုပ်ပြီးတဲ့အတွက်နေမအလှုပ်သွားရန်လက်ဆွဲအိတ်ကိုကင်အင်ရှိတ်ကိုထွက်လာချိန်ဒီမှာစိမ့်ညိုရမမေမလျော့ပြောတဲ့စကားတစ်ခုရှိတယ်။သွားတော့သွားတော့ညနေမှာနေမအလှုပ်ကပြန်လာတာကိုလှမ်းမြင်လိုက်တာနဲ့စိမ့်ညိုရဲ့အတန်ကျဲကျဲထွက်ပေါ်လာတယ်။ကိုမောင်ကိုမောင်ပြန်လာပြီပြန်လာပြီတူတန်ကိုကြားရတဲ့ဖွားဖွားမေနဲ့မမေတို့ကအင်ရှိတ်ကန်းကိုထွက်လာတဲ့မြေဖြစ်ပြီးတယ်။မမေမမေကြီး မမေမမေအိမ်ရှေကမ်းမှာရောက်နေတဲ့ဖွားဖွားမေနဲ့မမေကိုစိမ့်ညိုကလှမ်းခေါ်တက်ပြန်နေဖွားဖွားမေနဲ့မမေတို့ကစိမ့်ညိုခေါ်နေပြီဆိုရင်ခေါင်းငိတ်ပြီးတော့အသေးမပြုတ်ပြီးတော့ပြုံးနေတတ်တယ်မမေရဲ့ကြည်လင်တဲ့မျက်နှာကိုတွေ့ရပြီဆိုရင်တော့နေမောင်အမောပြေလီတော့တယ်စိမ့်ညိုနေတန်ကြောင့်ငါပရိစိတ်ရင်အာယုံပြတ်တယ်ဖွားဖွားမိရခက်ပြုံးပြုံးပြောပြီးတော့စိမ့်ညို့ကြိုက်တဲ့အသေးတမျိုးကိုကျွေးတဲ့မြေဖြစ်တယ် နေမောင်ကညီမလေးမိစု တန်တန်းပရက်မှာအိမ်ပြန်ရောက်ချိန်မှာစိမ့်ညို့အလုပ်တစ်ခုပေါ်လာပြီစိမ့်ညို့ငါပြန်လာပြီမိစုမိစုပြန်လာပြီညီမလေးမိစုနဲ့စိမ့်ညို့တို့အပြန်လန်အခြေချစကားပြောနေခြင်းဖြစ်တယ်နေစားဖို့တက်သေးတယ်ဝင်လာတယ်ဒါရီယိုနေကြိုက်တယ်မလားမိစုကသူဝင်လာတဲ့တင်မောသေးတွေကိုပြကားမိပြန်တယ်မိစုမိစုပြန်လာပြီအေဒီမှာစိမ့်ညို့ရဲ့ဖြေဖြစ်ပြီးတယ် အခုနှစ်မိုးကုန်ကန်နေတော့ခါစိမ့်ညို့ဟာအမွေးတောင်ဆုံးလေအသွေးရောင်လှပဆူပြေးတဲ့စက်တူရဲကြီးတကောင်ဖြစ်လာပြီတကုတ်လုံးမှာအစိမ့်နုအစိမ့်ရင်ရောင်တွေပြင်းပြလာပြီအပြင်အတောင်တွေမှာလေအပြာနုရောင်လေးတွေတန်းနေဒီမှာအလုံးကိုလှပတဲ့အထူးခြားဆုံးမှာနေရဲလှပတဲ့သူ့ရဲ့နှုတ်သီးဖြစ်ပြီးတယ်ငေယုတ်သီးမဲ့တရောင်ပမာရဲရဲနေနေတဲ့စိမ့်ညို့ရဲ့နှုတ်သီးတွေမှာစကားတန်တွေရလေတနေ့တခြားပြေးတာလာပြီအမွေးတောင်တွေစုံလင်လာတဲ့စိမ့်ညို့ကိုဒစိမ့်စိမ့်ကြည့်မိရင်လည်း ။တနေ့တော့နေမောင်စေကူတစ်ခုပေါ်လာပြီ။မမေဒါစိုးရိမ်ပြီလို့စိတ်တို့ရဲ့အတောင်တွေကိုနည်းနည်းညံ့မယ်နော်။မမေဟာစဉ်းစားပြီးတော့မှစကားပြန်နေဝင်လိုက်ပါမယ်တာရဲ့။နောက်ပြီးတော့အတောင်တွေညက်ထားရင်အရွယ်ရောက်လာတဲ့စိတ်ညိုဘယ်လာတော့မှလဲ။မမေတို့သူမခင်လို့ခွဲသွားရင်လည်းပြန်သွားပါစေ။လှလာပါပါဒီတိုင်းပဲထားလိုက်ပါ။နေမောင်မမေစကားကိုနားထောင်ကစိမ့်ညို့ရဲ့အလှပါတွေကိုလက်ရှိအတိုင်းသာထားလိုက်တဲ့ စိုင်းညွန်အညောင်းမိပါဆိုတဲ့အတွက်တနေ့တစ်ကြိမ်လောင်ရည်ရနေထုတ်ပြီးတယ်အခုခါမှာနေမောက်ရန်ထဲမှာစိုးတထိတ်ထိတ်နဲ့ဖြစ်လာပြီလှပတန်ဆွမ်းလာတဲ့စိန်းညူဟာငှက်လောက်အိမ်တကားကိုဖွင့်ပေးလိုက်တာနဲ့ဟိုပြန်ဒီပြန်နဲ့အိမ်ထဲမှာအပြန်ကျင်နေတတ်တယ်။မိုးပြရတဲ့နေ့ဒီမှာသူ့ကိုပခုံးပေါ်တင်ခြံထဲဆင်းလျှောက်ပြီးဆိုရင်တော့စိန်းညူဟာနေမပခုံးပေါ်ကနေမိရတက်ပင်လေးပေါ်ကိုပြန်တက်သွားလိမ့်ရှိတယ်။ဒီကောင်ကြီးပြင်းပြပြန်နိုင်နေပြီဝေးဝေးပြန်သွားမလား။ နေမောင်စိုးရိမ်စိတ်တွေနဲ့သူပြန်တက်သွားတဲ့တက်ပင်ပေါ်မော့ကြည့်တယ်။တင်းရွက်စိတ်တွေကြားထဲမှာသူ့ကိုမမြင်ရတဲ့အခါမှာနေမောင်စိတ်ပူတွားသည်မှာပြောင်းပြတတ်အောင်မေ။စိတ်ညိုရဲ့စိတ်ညိုရဲ့နေမောင်ခေါ်တန်ကြားတဲ့အခါမှာတက်ပင်ပေါ်ရောက်နေတဲ့စိတ်ညိုကအတန်ပြန်ပြီးတက်တယ်။စိတ်ညိုပြန်လာခဲ့နေမောင်ခေါ်ပြီးဆိုရင်တော့ချက်ချင်းပြန်ဆင်းလာတတ်တဲ့စိတ်ညိုတို့ကနေမောင်စိတ်ပူမှုရော့သွားပြန်တယ်။ချက်တူရွေးဆိုတာအုတ်တဲဖွဲ့ပြီးတော့နေတတ်တဲ့ခြေကံမျိုးတွေပဲ။ အဖော်ကွဲနေတဲ့စိမ့်ညိုကိုငါမွေးထားတာမှားနေပြီနဲ့တူတယ်။နေမောင်အတွေးကုံရက်တွေကအပြေးမတန်နိုင်ပါကြီး။တခါကဖြစ်ကုန်နေမောင်အမတ်ရမိရင်အဲဒီတော့ကစိမ့်ညိုကိုလှောင်အိမ်မှထုတ်အိမ်ထဲမှာလွတ်လပ်စွာထားခြင်းဖြစ်တဲ့ခြံထဲမှာရှိနေတဲ့တစ်ပင်ကြီးပေါ်မှာစက်တူရည်အော်တန်နေကြရတယ်။အခန်းထဲမှာပြန်တန်းနေတဲ့စိမ့်ညိုဟာပရင်ပပောင်ပေါ်မှာနာအပြင်ဘက်မှာလွတ်လပ်စွာပြန်တန်းနေကြတဲ့ဘဝတူတွေရှိရာစေကုံငေးကြည့်နေတာစိတ်လိုလည်းရစိမ့်ညိုပြန်អော်တယ် အရိကာကစိတ်ညူရဲ့အော်တယ်ဟာလွန်လွန်ဆွေးဆွေးရှိရဲ့လို့ထင်မိတယ်။မြေဦးပေါင်ရတဲ့ကိုရောက်တဲ့အခါချက်တူရဲ့အုပ်တရာနေမောင်တို့ခြံတောင်မှကောက်ကုတ်ပင်ကြီးပေါ်ကိုရောက်လာကြတယ်။လောင်ရင်ထဲမှာလွတ်ထားတဲ့စိတ်ညူဟာသူ့နားနေတဲ့ပရင်ဘောက်ကနေပြန်တမ်းပြီးအဲ့ဒီချက်တူရဲ့အုပ်စီကိုတွားတာကိုမြင်လိုက်တယ်။ခနာကြတော့ပြန်ဆန်းလာပြီးတော့ပရင်ပေါက်ပေါင်ပေါ်မှာပြန်လာတယ်။ချက်တူရဲ့အုပ်တွေအော်ကာမီကကုတ်ကုတ်ပင်ကြီးမှပြန်ထွက်သွားရင်လှမ်းမြော်ကြည့်ပြီးတော့ကြင်ရက်တက်တယ်။ စိမ်းညိုရဲ့အလွမ်းမြည့်ရည်တွေကိုအမတ်ထင်ထင်တွေ့လိုက်ရတယ်။နေမောင်းရင်ထဲမှာတောကရီအမြင့်တွေစာပြုတ်နေပြီ။စိမ်းညိုမင်းလိုက်သွားချင်လို့လား။ဒလုံးနေမောင်းမေးလေစိမ်းညိုဟာနေမောင်းကိုမော်ကြည့်တယ်။ကိုမောင်ကိုမောင်လို့အဆက်မပြတ်အော်နေတဲ့သူ့ရဲ့စကားဟာလိုက်သွားချင်တယ်လို့များပြောနေသလား။နေမောင်အလုံအားတဲ့ချိန်ဒီမှာစိမ့်ညို့ကိုပို့ပြီးတော့ဂယုဆိုင်စောင့်ကြည့်မိတယ်။စိမ့်ညို့အွေရောက်နေပြီ တနေ့မနက်စောစောမှာခြံထောက်မှာရှိတဲ့စိမ်ပန်းပင်ကြီးပေါ်မှာချက်တူရီတကောင်အော်တန်ကိုအဆက်မပြတ်ကြာနေရတယ်။စိမ်းကျိုတက်သေးတွေစားနေကြဖြစ်တဲ့အတွက်လောင်ရီတကားကဖွင့်ထားတာ။အတန်ကြားတာနဲ့လောင်ရီထဲမှာအစာစားနေတဲ့စိမ်းကျိုဟာလောင်ရီထဲရနေထွက်အဲ့ဒီအတန်ကြားရအောင်ပြတ်တက်သွားသေးမှာအတန်ကြားသေးထိပ်ပြန်ဆင်းလာပြီ။ချက်တူရီတန်တူသာကြာနေရတယ်။နောက်မှစိမ်းကျိုပြန်ဆင်းလာတာ။ အရိယကစပြီးအဆိုပါချက်တူကြီးဟာနေစဉ်မှန်မှန်လားအတန်ပေးတယ်။စိန်ညိုကလည်းအရိတန်ကြပြီဆိုရနဲ့ချက်ချင်းပြန်တက်သွားတယ်။တခါတရံနှစ်ရက်သုံးရက်ကြာအောင်လို့စိန်ညိုပြန်မလာပြီ။ဒီကောင်စိန်ညိုအဖို့ရသွားပြီထင်တယ်။ပြန်မလာတာကြာပြီမမီ။နေမောင်က စိန်ညိုပြန်တန်းသွားတဲ့ပရင်ပေါနာမှာရက်စိန်ညိုပြန်လာကိုစောင့်မျှော်ရင်းနဲ့မမီကိုပြောမိတာ။သူကအဖို့မင်ပြီးတော့ကိုယ့်ကိုမခင်လို့ခွဲသွားရင်တော့တော့ပါစေသားရဲ့။ တဘာဝဖြစ်စေနေတယ်မလို့မင်းစိတ်ထဲမှာအစွမ်းလန်းတိတ်ထားမနေနဲ့တယောစေဆိုတာထားတဲ့တွေရောပြန်ပြီးတော့ဒုက္ခပေးတတ်တဲ့တာရဲ့မင်းမင်းရဲ့တရားနဲ့ရှင်တဲ့တရေပေးစကားဖြစ်ပြီးနောက်၄၅ရက်ကြာတဲ့မနက်စောစောမှာစိတ်ညို ပြောင်းလာတယ်အိမ်ထဲရောက်တာနဲ့သူ့ရဲ့လောင်ရည်ထဲကိုပြန်ဝင်နေနေမောင်ကသူ့ကိုအစာကျွေးရန်ပြင်ဆင်ရတယ်ကိုမောင်ကိုမောင်ပြန်လာပြီပြန်လာပြီစိတ်ညိုကနေမောင်ကိုကြည့်ကအဆက်မပြတ်ဩနေတာပြန်လာတာကောင်းတာပေါ့ကွာအစာစားစိတ်ညို နေမောင်အစာကျွေးနေစဉ်စိမ့်ညုတ်ကိုတည်တည်ချာချာကြည့်တော့မှအသွေးရောင်အတန်ငယ်ပြောင်းသွားတာကိုသတိပြုမိတယ်။အမှန်ဆိုရမယ်ဆိုရင်တော့စိမ့်ညုတ်ဘလို့ပင်အသွေးရောင်ပြောင်းသွားပါစေ။နေမောင်စီပြန်လာဖို့ရတဲ့အတွက်ဝမ်းသာမိတယ်။အဲ့ဒီရက်မှာပဲဥအောင်နဲ့ဒေါ်မြရင်တို့ရဲ့စကားပြောလာပြီ။တကယ်လို့မင်္ဂလာပွဲဆက်ပြီးတော့မလုပ်လိုပါကစိတ်ဆော့ပွဲဖြတ်သိမ်းပြန်ဖြစ်တယ်။ဒီကိစ္စမှာနေမောင်ဆုံးဖြတ်ခဲ့ပြီးတဲ့ကိစ္စခေတနာမြေဟာ တဦးဒီတော်တမီဖြစ်တဲ့အတွက်လက်ထပ်ပြီးပါကနေမောင်းအင်ကိုလိုက်မနေနိုင်ပါနေမောင်းဒီလေမမေတို့ကိုခွဲခဲ့ပြီးသူတို့အင်ကိုလိုက်နေနိုင်မှာမဟုတ်ဒီအတွက်ဖဖွားမေနဲ့မမေတို့ကိုအကျိုးအကြောင်းရှင်းပြကစိတ်ဆက်ကြောင်းလန်းထားခြင်းကိုဖျက်သိမ်းပေးပါရန်အမျိုးသမီးဘက်ကအကြောင်းကြားရည်နောက်တစ်ပတ်အတွင်းမှာတရင်းစာမှာနေမောင်တို့ရဲ့စိတ်ဆက်ကြောင်းလန်းဖျက်သိမ်းကြောင်းကြော်ညာပါလာပြီတန်ရောစင်မတင်းခင်လမ်းခွဲရတဲ့အချိန်ဒီမှာစေမကောင်ဖြစ်မိတာကလွယ်ပြီးနေမောင်ရင်ထဲမှာမိတို့မှထူးထူးခြားခြားမခံစားရပါသေး နေပေါင်းအတွက်တယောစင်အမြင်မတန်းခဲ့သည့်ဖြစ်ရက်တစ်ခုသာမျှမှတ်ယူထားလိုက်လေတော့တယ်။စိန်ညိုကိုအိမ်မှာအမြဲတွေ့နေရတဲ့နေပေါင်းမှာတိမ်နဲ့ဝမ်းသာနေတယ်။ထို့သောစိန်ညိုမှိုင်နေတာကိုနေပေါင်းသတိပြုသည့်မှာရတော့ကြနေပြီ။သူကြိုက်တတ်တဲ့အစာရည်စာကျွေးတော်လေခါတိုင်းလိုမစားပြီးစကားတွေတတ်တဲ့စိန်ညိုဟာတော်တော်လန့်လန့်မရှိစကားလည်းမပြောတော့ပါစေ။နေပေါင်းခေါ်တော်လဲပြန်မထူး။မင်းရဲ့ချက်တူရဲ့နေမကောင်းရဲ့လားအတန်တိတ်လာကြည်လားတာရဲ့။ဖဖွားမေယာသတိပြုမိရတဲ့အတွက်မေးတယ်။ ဒီကောင်စိမ့်ညိုညင်ညာတော့အမှန်ပဲဖွားဖွားမီအစာကောင်းကောင်းမစားလဲကြပါလေနေမာကဖွားဖွားမီကိုပြန်ပြောမိတယ်စိမ့်ညိုဟာလှောင်ရင်ထဲမှာနေရင်လေအတန်ကြာတော့မှခေါင်းသွေးအိတ်နေတတ်တယ်တခါတရံပရင်ပပေါပေါ်မှာနာအဝေးကုံမျောငေးကြည့်နေတတ်တယ်ဖေဖေဆုံးသွားကြကတယောဆန်တဲ့တောကတရားကိုတရေထားတဲ့အတွက်ဥပြက်ကပြုတ်နေတဲ့မိမိဟာစိမ့်ညိုအတွက်စိတ်ပူပန်နေပြီတားရဲ့စိမ့်ညိုနေမကောင်းမှုထင်နေအရင်တလုံးဖြစ်ပါဦးစိမ့်ညိုဟာအွေရောက်လာတော့ တန်ရောစင်အမြင်တန်းပြီးလွမ်းနေတာဖြစ်မှာမေမေဒီကောင်အဆောင်မစားတာကြပြီသူ့လောက်ရင်အနေမှာမိမောင်တို့သားမိစကားပြောနေတော့လေစိမ့်ညိုကကောင်းမဖို့စကားပြောဖို့မှုစကားပြောဖို့ဆိုတာဝေးစားတနေ့ပနဲ့စောစောမှာခြံထဲမှာရှိတဲ့စိမ့်မန်းပင်ပေါ်မှာချက်တူရီအော်တန်းကြားရတယ်။မိမောင်ကအစာကျွေးနေရကနေစိမ့်ညိုကိုမတိမတာကြိတ်နေတာ။ချက်တူရီတန်းကြားရတဲ့စိမ့်ညိုဟာအစာဆမ်းမစားတော့ပြီ။အစာကျွေးနေတဲ့မိမောင်နီးရနေဖြတ် အလောတကြီးနဲ့ထွက်သွားပြီးအဲ့ဒီအတန်ကြားရကိုပြန်တက်သွားတယ်။သူ့နောက်ကလည်းအတန်ကျဲကျဲနဲ့ပြောင်းလိုက်သေးတယ်။ချက်တူရီအော်တန်ကြားတဲ့အတွက်မမီကနေမောင်နီးကိုရှောင်လာတယ်။ဒါမီနီကပရင်ပေါင်နာမှာရက်လိုက်တယ်။ဘာဖြစ်တာလဲတောင်။နေမောင်ကစိတ်မန်းပေပေါ်လည်းညှို့ထိုးပြမိတယ်။အဲ့ဒီချက်တူရီရောက်မလာလို့စိတ်ညိုမိုင်းနေရတိတ်ချပြီမမီ။အခုမျိုးနေသူရောက်လာလို့သူပြန်သွားတာ။ဒါဆိုသူ့ရဲ့ဖော်ဖြစ်မှာပေါ့ကွ။နေမောင်စကားပြန်မပေးနိုင်တော့ပါစိမ့်ညို့တို့နားနေတဲ့စိမ်မန်းပင်ကြီးကိုလှမ်းကြည့်နေတယ် တတဝါဆိုတာအထီးကျန်နေရတာမပြောပိုင်ဘူးသားရဲ့တကယ်လို့သူ့ဘော်နောက်ကိုစိမ့်ညို့အပေးလိုက်သွားရင်သူ့ကိုခွန်းလွှတ်လိုက်ပါကွယ်ကျွန်တော်နားလိုက်ပါပြီမမေကျွန်တော်သူ့ကိုခွန်းလွှတ်ပါတယ်ဒီခိုက်အပင်တက်မှစိမ့်ညို့ပြန်ဆင်းလာပြီးနေမပခုံးထပ်မှနားတယ်ကိုမောင်ကိုမောင်မကြအတီမှာရက်ကြပြီဖြစ်တဲ့စိမ့်ညူရဲ့ခေါ်တဲ့ဟာနဝင်ချူလိုက်လို့နေမောင်ခန်းစားမိတယ်။တပင်ပေါ်မှာစက်တူရီအော်တန်ကိုကြားပြန်တော့ဖြုံးစို့သူ့ပြန်တက်သွားတယ်။ စိန်ညူဟာနေပေါက်ထံပြန်လာလိုက်တစ်ပင်ပေါ်ပြန်တက်သွားလိုက်နဲ့အကြိမ်ကြိမ်ပြုတ်လောက်ကကနာမငိဖြစ်နေတာကိုကြည့်ပြီးတော့မင်းမရကောင်းတဆဆန်းငိနေတန်ရောဆယ်မိတော်ကြီးကမျိုးချမထားနဲ့တာတနာစရာကောင်းလိုက်တာကွယ်မင်းမရဲ့ခတ်တိုးတိုးပြောတန်စကားကြောင့်နေပေါက်ကောင်းကြီးပြလိုက်တယ်စိန်ညူဟာနောက်တစ်ကြိမ်ပြန်ဆင်းလာပြီးတော့နေပေါက်ပခုံးထမှာနားတယ်ကိုမောင်ကိုမောင်ဆိုပြီးတော့အစပြက်ခေါ်နေတဲ့စိန်ညူကိုနေပေါက်ငုံကြည့်လိုက်တယ် ထိုစင်မှာမိမပါတဖက်ကိုသူ့နှုတ်တီချွန်ချွန်နဲ့ဇက်ကနေစိတ်ချလိုက်ရာ အသားပေါက်သွားပြီးတော့ချက်ချင်းသွေးဆူလာတယ်။စိန်ညူဟာနေမောင်းကိုခဏကြာစိုက်ကြည့်ပြီးစိတ်မန်းပင်ပေါ်ပြန်တက်သွားတယ်။စိန်ညူတော့ရက်ဆက်ပြီးနေမောင်းအတွေ့မဆောင်ခင်မှာစိတ်ပန်းပင်ပေါ်မှာအတန်တတန်ထွက်လာတယ်။ကုမောင်ကုမောင်တွားတော့နော်။ခဏကြာမှစက်တူရဲနှကောင်ရှင်လျက်အဝေးကိုပြန်ထွက်သွားတာကိုနေမောင်းမြင်လိုက်တယ်။ ဘားပြန်ပေါ်မှာသွေးဆုပ်နေတဲ့ဆက်ဖြင်းဖြင်းဒံရကုန်ဆန်းကနေမောက်မြတ်ဝန်းမှာမျက်ရည်ကြည်တွေရွှဝဲနေလေပြီမေမယာအခန်းပြင်ကိုထွက်သွားတဲ့နေမောက်ဒံရကုန်ဆေးလင်းပေးရန်စီစဉ်ခြင်းဖြစ်မိမှာမလွဲပါကြထိုနေ့ထိုချိန်မှစပြီးတော့စိန်းကျူဟာနေမောက်ပေါ်ထားရှိတဲ့တယောစင်အမြင့်တန်းကိုဖျက်ထားနိုင်ခဲ့ပြီစိန်းကျူမရှိတဲ့နောက်ပိုင်းမှာတော့နေသူမဲ့လောင်ရင်လေးကိုနေမောက်မဖျက်စီးရဖဲနဲ့ထားခဲ့လိုက်တယ်အခုထိလောင်ရင်လေးဟာလေအဝေးမှာလှုပ်ရမ်းနေစေဖြစ်တယ် တွေ့ကြဆုံကြအတူနေကြတယောစင်ဖြစ်ကြခွဲခွာကြနေမောင်စိတ်မကောင်းစွာနဲ့တက်ပြင်းတစ်ချက်ချလိုက်ပြီးတော့တယ်လမ်းလျှောက်ချင်စိတ်ကြောင့်အနှွေးထဲဝင်ပြီးတော့နေမောင်ခြံထဲဆင်းလာခဲ့တယ်နေမောင်ကိုမြင်တဲ့အခါတရတီးဝင်ကောက်တဲ့ကလေးတွေခြံဝင်းပြင်ကိုပြန်ထွက်သွားကြတော့ပွေ့နေတဲ့ခြံကားကိုပိတ်ရန်နေမောင်လျှောက်သွားတယ်ခြံဝါကိုရောက်တဲ့အခါတိုက်တိုက်ဆိုင်ဆိုင်ပြီးခြံတော်တလုံးကိုကင်ထားတဲ့လူကြီးတအူလျှောက်လာတာကိုတွေ့ရတယ်သူကနေမောင်ကိုမြင်တဲ့အခါရင်းရင်းနေနေပြုံးပြတယ် ်ဟုတ်ဆရာလေးနဲ့ဆုံရပြန်ပြီဟိုရင်တနေ့ကကျွန်တော်ဆရာကျက်တူရဲ့အကောင်ပါတကောင်ဝယ်ခဲ့တာဆရာလေးမလားဟုတ်ပါတယ်နေမောင်ကသူ့ကိုမှတ်မိသွားတဲ့အတွက်ပြုံးပြလိုက်တာအဲ့ဒီသူကြီးကလက်ထဲမှာချင်းကိုပြပြီးတော့မှစကားဆက်တယ်အခုတခေါက်တော့အမွေးတောင်ဆုံပြီးသားကျက်တူရဲ့ခြေတကောင်ရောက်မှုပါလာတယ်ကျွန်တော်ကျက်တူရဲ့အကောင်ပေါင်းနှိုက်ဖို့လုပ်ရင်းနဲ့ကျက်တူရဲ့မအောင်ပြတ်တော့အသိမိလိုက်တယ်အတိုက်ကိုဝင်ကြည့်တော့အကောင်မပေါက်သေးတဲ့ဥရိနာမှာဒီကောင်ကြီးကိုမိတာပဲကျွန်တော်မြင်ရတဲ့သူကလုံးဝမပြောင်းပြေးဘူးဆရာ ကျင်ဘက်ကိုခင်တာဥရိကိုခင်တာမိသားစုကိုခင်လို့ဖြစ်မှာသူ့ကိုအရှင်ဖမ်းမိလာတော့ကျွန်တော်အတွက်စီဖို့ဆံဖို့ရတာပေါ့ယူထောင်မလားစရာသူပါချင်းကိုတည်တည်ချာချာမြောက်ပြတယ်ဒီခါမှချင်းနေရချက်တူရေကိုတည်တည်ခွဲခွဲမြင်ရတယ်မိမောက်စိတ်ထဲမှာဇဝေဇဝါဖြစ်သွားတယ်ကိုမောင်ကိုမောင်ချက်တူရေစကားတောင်းကြားလိုက်ပြီနေမောင်းတစ်ခုလုံးဖြင်းကနေဖြစ်သွားတယ်ရောင်ရမ်းပြီးတော့ပါမအမယိုလေးကိုစမ်းကြည့်တဲ့အခါအနေငယ်သွေးဆုလာတယ်လို့ထင်မိတယ် နေပေါင်းစိတ်တွေကအတိတ်ကာလကိုပြင်ရောက်သွားတယ်။ကံသဘောပင်တမင်လွမ်းစီရပေမို့ပြန်ပြောရင်ဘဝင်ကျွမ်းမာရဲ့တန်ရောစင်အမြင်တန်းခဲ့တော်လေစိတ်ညို့ရင်တခင်လွမ်းခဲ့ပေမဲ့ဒီတခါတော့ရှင်ကန်းကိုဘလို့ဖြစ်ရပါမလဲ။စိတ်ညို့ဟာနေမောင်းကိုမော့ကြည့်နေပါလိတော့တယ်။ ဒီနေ့ရဲ့ Ghost Story ပါခြံရည်နေထောင်းလင်းတန်ဆာပေးခဲ့တာကတော့စာရေးသူတရိဆက်ကရေးသားထားတဲ့တယောစင်အမြင်တန်းဆိုတဲ့စိတ်ဝင်စားပွဲဇလန်းစာဆောင်ကိုထောင်းလင်းတန်ဆာပေးခဲ့တာပါနောက်တစ်ခေါက်တွင်မှာဆိုရင်လေပရိသတ်တွေဂျန်နေတက်စီမဲ့ဇလန်းကြောင်းရီကိုဆောက်လိုက်ရွေးချယ်ထောင်းလင်းတန်ဆာပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစံနေနှုတ်ဆက်ပါတယ်ချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆုံတွေ့ကြမယ်နော်